ဖန်အမျိုးရှိဘက်ပိုင်းကျုံထန်းတပင်ကရင်နယ်ကြားဆောင်တပ်အမှတ်တစ်တုံည15ဆောက်လို့ရေးမှာကုမ္ပဏီနဲ့ကွန်ထရိုက်တွေကြားပြဿနာတက်နေပါတယ်။ကိုကျွန်တော်လုပ်တဲ့ပြည်ပြီးရောလို့ကိုယ်ကတော့ရတဲ့စကားတွေကိုသူတို့တောင်းမမြူပါဘူး။လုံးနေပါလိမ့်လို့မတိုင်မနဲ့ခုမတိုင်မနဲ့ဒီမတိုင်မနဲ့စင်ပြီးအောင်လုပ်ပြီးပါမယ်လို့သူတို့ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ခံကြုံထမ်းနေပြီလေရတော့တယ်ဆောက်လို့ရမှာပေါ့ဦးနာတော့30နာတော့ဆက်ဖို့လို့သူတို့ရဲ့ဆန္ဒကတော့ဒိန်းလုံးနဲ့ဒီဒီအတွက်ချက်ခိုင်းနေတာပုံမိမှာတက်ချက်မသေးပဲတရားမဝင်တော့သူတို့ဘေးရရတဲ့ဒိန်းလုံးသားမကြည့်ပဲဆက်ချက်ပြီးတော့ကျွန်တော်မှလုပ်ငန်းအဆုံးပေါ်ပဲပါတယ်လူသမားရှင်းရမွေခက်ခက်ဖြစ်ခဲ့ပါတယ်လူသမားရှင်းဖို့အတွက်ငွေကိုလည်းကျွန်တော်ကိုဆန္ဒပြဒိန်းလုံးလေးနဲ့ရှင်းပြပါလို့ပြောတတ်တာမရှင်းနိုင်ဘူးလို့ပြောဆိုရင်ကျွန်တော်ကိုဒါကြောင့်လဲလုံသမားဦးစီးဌာနကိုဆက်လက်တိုင်တန်းထားတယ်လို့ပြောပါတယ် ဒီသတင်းနဲ့ပတ်သက်ပြီးနေကြားဆောင်တက်အင်ဂျင်နီယာတက်နဲ့လုံသမားဦးစည်းတို့ကိုတော့ဆက်သွယ်လို့မရခဲ့ပါဘူး။ဒါပေမဲ့ကန်ထရိုက်တာတွေဘက်ကတော့အစိုးရအာဏာပိုင်အဆင့်ဆင့်ရဲ့ဖြည့်ရှင်းပေးမှုကိုလိုလားနေကြပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ